ရှင်ခေါင်းစဉ်မှာပါဠိတော်လာရှုပွားနည်းအစေလို့နာမည်တက်ထားရတာကတော့ပါဠိတော်ရဲ့ထင်မဟုတ်တဲ့တနည်းအားဖြင့်ဖျားဟောနီးစစ်စစ်မဟုတ်တဲ့ရှုနည်းတွေကိုပြောမှာမဟုတ်လို့ပါပဲဖျားမဟုတ်တဲ့ဝေဒနာနုပတနာရှုနည်းရဲ့လို့ရှိသေးလားလို့မေးလာခဲ့ရင် ခေအဆက်ဆက်မှာတကြောင်တကာထာတရားတပုစံလုံနေကြတာတွေတစ်ခုပြီးတစ်ခုထွင်လာတာတွေအများကြီးမှအများကြီးပါ အမားတွေများလာတဲ့အတွက် ညလာတဲ့အမားတွေကလည်းစင်ချင်ညာနေသူပရိသတ်တွေရဲ့မြောက်စားမှုတွေနဲ့ပိုပြန့်နှံ့လာတဲ့အတွေ့အဲ့ဒီအမားတွေကိုစကားတွေထည့်ပြောပြီးရှင်းပြနေရတဲ့အလုပ်တစ်ခုကပိုလာပါတော့တယ်။ဒါကြောင့်သူတော်ကောင်းတို့အနေနဲ့မဟာတတိပဌာနာတုတ်တော်ကိုဓာတ်ရိုက်ဖတ်နိုင်ရင်ဖတ်ကြပါ။မဖတ်နိုင်ရင်သတ္ထတန်ခါယန္တာတင်ပိဋကတ်တော်ပါဠိတော်မြန်မာပြန်ဆိုတာကိုဖတ်ပါ။အဲ့ဒီမှာဖျားဟောတဲ့အပူစကားတွေမပါတော့ မြန်မာပြန်တိတိကျကျကိုဖတ်ရပါလိမ့်မယ်။တချို့မြန်မာပြန်တွေအ내ဖွင့်နေကရေးသူတွေရဲ့အတ္တနောမတည်နဲ့ကွညွန်ပြီးအ내ပြန်ကြတာတွေရှိပါတယ်။အဲ့ဒီအခါမှာပါဠိတော်ကထည့်မပြောတဲ့အပူစကားတွေ၊ပူအယူအဆတွေ၊ဗုဒ္ဓဝါဒနဲ့မသက်ဆိုင်တဲ့တိဋ္ဌိတွေရဲ့လုံပုံကံမှုတွေပါလာတတ်ပါတယ်။သတ္ထသံဃာယနာတင်ပိဋကတ်တော်တွေကိုဘာသာပြန်ရမှာ1951အောက်တိုဘာ1ရက်မှာ ပြည်ထောင်တော်မြန်မာပြန်ဌာနကိုဖွဲ့စည်းပြီးရဟန်းပညာရှိလူပညာရှိပေါင်းများစွာနဲ့တိတိကျကျအ내ပြန်ထားတာပါအင်မတန်တန်မိုးရှိတဲ့အနှစ်တွေရှိရတာနဲ့ဖျားမဟောတဲ့နီးတွေအယူအဆတွေရောပြွန်ဟောတဲ့ရေးတဲ့အကာတွေအခောက်တွေနောက်ကိုလိုက်နေရင်တန်တရာရှုံးပါလိမ့်မယ်အခုအဲ့ဒီလိုဖတ်ဖို့မအားတဲ့သူတွေအားလဲဖတ်ပြီးသဘောမပေါက်သူတွေအတွက်ဝိပဿနာရှုနည်းတွေကို ဓမ္မဒါနမျှလိုက်ပါတယ်။တခုပြီးတခုပြောသွားမှာပါ။ရှေ့ပိုင်းတွေမှာကာယ ानु ပတ္တနာရှုနည်းတွေပြောပြီးသွားတဲ့နောက်ဝေဒနာ ानु ပတ္တနာရှုနည်းကိုဆက်ပြောပါမယ်။ဝေဒနာဆိုတဲ့ပါဠိကိုအ내ပြန်ရင်တော့ခံစားရတဲ့သဘောလို့တူတူတုတ်တုတ်အ내ပြန်ရမှာပါပဲ။ဒါပေမဲ့ဒီလောက်နဲ့အားမရတဲ့ပညာကိုလူလားသူတွေအတွက်ကတော့ဝေဒနာဆိုတာဒုက္ခဝေဒနာ ဒုက္ခဝေဒနာတောမနတဝေဒနာဒောမနတဝေဒနာ ဥပိ္ခဝေဒနာရဲ့လို့အိန္ဒိယကို အမိပြုပြီး၅မျိုးရှိတယ်လို့သိထားရပါမယ်အိန္ဒိယဆိုတာပတာရလို့ခေါ်တဲ့အကြည်ဓာတ်တွေကိုပြောတာပါ အာယုံကို အမိပြုပြီးပြောရမယ်ဆိုရင်တော့အစင်းကို ခံစားတဲ့ဝေဒနာအတန်ကိုခံစားတဲ့ဝေဒနာ အနံ့ကိုခံစားတဲ့ဝေဒနာအရတာကို ခံစားတဲ့ဝေဒနာ အတွေ့အထိကိုခံစားတဲ့ဝေဒနာ တွေးကြံစရာကိုခံစားတဲ့ဝေဒနာဆိုပြီး6မျိုးပြောရမှာပါဒီတော့အစင်းဆိုတဲ့အာယုံကိုအမိပြုပြီးသောမနတဝေဒနာဆိုတဲ့နှစ်သက်ခြင်းတက်မက်ခြင်းခံစားမှုတွေဖြစ်နိုင်တယ်လို့အဲ့ဒီအစင်းကပဲဆွဲဆောင်မှုမရှိတဲ့အခါအကြီးတန်တဲ့အခါဒေါမနတဝေဒနာဆိုတဲ့မနှိမ့်မြှုပ်ခြင်း မတွေ့ကြုံလိုခြင်းခံစားမှုတွေဖြစ်နိုင်ပါတယ် ။ဒါကြောင့်ဝိပဿနာရှုမဲ့ယောဂီတွေ အနေနဲ့ဒုက္ခဝေဒနာဆိုတဲ့ချမ်းသာသောခံစားခြင်းချမ်းသာသောခံစားချက်ဒုက္ခဝေဒနာဆိုတဲ့ဆင်းရဲသောခံစားခြင်းဆင်းရဲသောခံစားချက်ဥပိ္ခဝေဒနာလို့ခေါ်တဲ့ဆင်းရဲလဲမထင်ရှားချမ်းသာလဲမထင်ရှားတဲ့ခံစားခြင်းခံစားချက်တွေကိုသတိပြုရပါမယ်။ဖျားရှင်ကဝေဒနာကိုဆင်ခြင်ရှုပွားနည်းကို မဟာတတိပဌာနသုတ်တော်မှာဘလို့တင်သွားခဲ့တယ်လဲဆိုတော့အာထုံမဲ့ယဟန်ဟာချမ်းသာသော ခံစားခြင်းဆိုတဲ့ဒုက္ခဝေဒနာကို ခံစားရရင်လေဒုက္ခဝေဒနာကို ခံစားသည်ဟုသိပါဆင်းရဲသော ခံစားခြင်းဆိုတဲ့ဒုက္ခဝေဒနာကို ခံစားရင်လေဒုက္ခဝေဒနာကို ခံစားသည်ဟုသိပါဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောခံစားခြင်းဆိုတဲ့ အာဒုက္ခမဒုက္ခဝေဒနာကို ခံစားရင်လေအာဒုက္ခမဒုက္ခဝေဒနာကို ခံစားသည်ဟုသိပါကာမဂုဏ်နဲ့ဆက်တဲ့ချမ်းသာသောဝေဒနာကိုခံစားရင်လေကာမဂုဏ်နဲ့ဆက်တဲ့ချမ်းသာသောဝေဒနာကို ခံစားသည်ဟုသိပါကာမဂုဏ်နဲ့မဆက်တဲ့ချမ်းသာသောဝေဒနာကိုခံစားရင်လေကာမဂုဏ်နဲ့မဆက်တဲ့ချမ်းသာသောဝေဒနာကိုခံစားသည်ဟုသိပါကာမဂုဏ်နဲ့ဆက်တဲ့ ဆင်းရဲသောဝေဒနာကို ခံစားရင်လေကာမဂုဏ်နဲ့ဆက်တဲ့ဆင်းရဲသောဝေဒနာကို ခံစားသည်ဟုသိပါကာမဂုဏ်နဲ့ဆက်တဲ့ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောဝေဒနာကို ခံစားရရင်လေကာမဂုဏ်နဲ့ဆက်တဲ့ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောဝေဒနာကို ခံစားသည်ဟုသိပါ ကာမဂုဏ်နဲ့မဆက်တဲ့ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောဝေဒနာကိုခံစားရရင်လေကာမဂုဏ်နဲ့မဆက်တဲ့ ဆင်းရဲမဟုတ်ချမ်းသာမဟုတ်သောဝေဒနာကို ခံစားရသည်ဟု သိပါလို့ဟောထားပါတယ်။ဤသို့မိမိ၏ဝေဒနာတို့၌လည်းဝေဒနာတို့ကိုအကြိမ်ကြိမ်ရှုလေးရှိ၏။သူတစ်ပါး၏ဝေဒနာတို့၌လည်းဝေဒနာတို့ကိုအကြိမ်ကြိမ်ရှုလေးရှိ၏။မိမိသူတစ်ပါး၏ဝေဒနာတို့၌လည်းဝေဒနာတို့ကိုအကြိမ်ကြိမ်ရှုလေးရှိ၏။ဝေဒနာတို့၏ဖြစ်ကြောင်းတရားနှင့် ဖြစ်ခြင်းသဘောကိုအကြိမ်ကြိမ်ရှု၏။ ဝေဒနာတို့၌ပြည့်ကြောင်းတရားနှင့်ပြည့်ခြင်းသဘောကိုအကျဉ်းချင်းရှုလေရှိ၏ဝေဒနာတို့၌ဖြစ်ကြောင်းပြည့်ကြောင်းတရားနှင့်ဖြစ်ခြင်းပြည့်ခြင်းသဘောကိုအကျဉ်းချင်းရှုလေရှိ၏ထို့ပြင်ဝေဒနာသည်သာရှိ၏ဟုထိုယဟအာတတိသည်ရှိရှုထင်၏ထိုတတိသည်အစဉ်စဉ်အတိညာတိုးဝါခြင်းငါသာဖြစ်၏အစဉ်စဉ်တတိတပံတိုးဝါခြင်းငါသာဖြစ်၏ထိုယဟန်သည် တဏ္ဍာဒိဋ္ဌိတို့ဖြင့်မမီမတွယ်မူ၍လည်းနေ၏လောက၌တစုံတရာကိုမျှလည်းငါငါအီးဥစ္စာဟုဆွဲလဲမဆွဲလံယဟန်းတို့ဤတို့လည်းယဟန်းသည်ဝေဒနာတို့၌ဝေဒနာတို့ကိုအကျဉ်းချင်းရှုလိရှိ၍နေပါလို့ဟောသွားပါတယ်ဝေဒနာဆိုတာခံစားမှုပါဆင်းရဲဒုက္ခမှဝေဒနာမဟုတ်ပါဘူး နာမကျင်မဝေဒနာမဟုတ်ပါဘူးခံစားမှုဆိုတာနန္တရားပါပရိစ္ဆသမုပ္ပတ်စကားနဲ့ပြောရရင်ဝေဒနာခန္ဓာအဘိဓမ္မာစကားနဲ့ပြောရရင်ဝေဒနာစေတသိက်ပါအဲ့ဒီကောင်းဝေဒနာဆိုးဝေဒနာကောင်းဆိုးနတန်ကလွတ်နေတဲ့ဥပိ္ခာဝေဒနာတွေပေါ်တဲ့အခါငါခံစားတာမဟုတ်မှန်းသဘောပေါက်ပြီးဝေဒနာပေါ်လာတယ်ပေါ်ပြီးပြတ်သွားတယ်ဆိုတာကို သတိမလိရင်ပဲစောင့်ကြည့်နေရင် မနှောကတိနေရင်ဒါဝေဒနာနုပတနာပါပဲတချို့ကနာအောင်လုပ်ယူတယ်ထုံကျဲလာအောင်အချိန်စောင့်ယူတယ်မှားပါတယ်အဲ့ဒါဝိပဿနာမဟုတ်ပါဘူးအတ္တကိလမထာနုယောဂအကျင့်ပဲဖြစ်ပါတယ်မိစ္ဆာဒိဋ္ဌိအယူရှိသူတွေကျင့်လေရှိတဲ့နိလမ်းမှာသူ့ဘာသာအလိုလိုဖြစ်လာအလိုလိုပြက်သွားတဲ့ယုံနံတွေကိုမြင်အောင် တတိကပ်ပြီးစောင့်ကြည့်နေတာကသာဝိပဿနာပါဝေဒနာဆိုတာအာယုန်နဲ့ပတာရတိုက်ဆိုင်တိုင်းပေါ်နေပါတယ်ဥပမာအစင်းဆိုတဲ့အာယုန်နဲ့ပတာရဆိုတဲ့မျက်စိအကြည်တိုက်ဆိုင်တော့မျက်စိအကြည်ပေါ်မှာမြင်စိတ်ဟာ ဥပိ္ပခဝေဒနာနဲ့ရှင်ပြီးပေါ်ပါတယ်စာတန်ပြည်တန်နဲ့ပြောရရင်စက္ခုပတာရမှာဥပိ္ပခဝေဒနာပေါ်ပါတယ်ဒီလိုပေါ်လာတဲ့အခါ ယောဂီဟာမြင်စိတ်ပေါ်ပြီးမြင်စိတ်ပြတ်သွားတာပဲလို့သဘောပေါက်လိုက်ရင်စိတ်တဏှုပတနာဖြစ်သွားပြီးဥပိ္ပခာပေါ်ပြီး ဥပိ္ပခာပြတ်သွားတာလို့သဘောထားလိုက်ရင်ဝေဒနာနုပတနာဖြစ်နေမှာပါနာနာရှာပတာရတွေမှာလည်းဒီသဘောပါပဲဥပိ္ပခာဝေဒနာပဲပေါ်ပါတယ်ကာယပတာရမှာတော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဥပိ္ပခာဝေဒနာ ၃မျိုးလုံးပေါ်နိုင်ပါတယ်။အဲ့နေတော့လေပြေလေးလာရင်ဒုက္ခပေါ့။ဆူးဆူးရင်ဒုက္ခပေါ့။ကိုယ်ဘော်ကအဝိအစားနဲ့ကိုယ်နဲ့ထိနေတဲ့ဝေဒနာဟာဥပိ္ပခဝေဒနာပေါ့။မနောပတာရမှာလည်း၃မျိုးပေါ်နိုင်ပါတယ်။မနောပတာရမှာတော့ကြုံရတဲ့အစင်အတန်အနံ့ကိုသဘောကျရင်နှစ်သက်မှုဆိုတဲ့သောမနတဝေဒနာပေါ်ပါတယ်။ တဘောမကြရင်မနစ်သက်မှုဆိုတဲ့ဒေါမနတဝေဒနာပေါ်ပါတယ်။ဘယ်လိုမှစိတ်ထဲမှာသဘောမထားဘူး။မြင်လိုက်ရုံရှိတာပဲဆိုရင်စိရဲချမ်းသာမထင်ရှားသော ခံစားမှုဆိုတဲ့ဥပိ္ပခာဝေဒနာပေါ်ပါတယ်။ကောင်းကောင်းဆူဆူဝေဒနာပေါ်ပြီးဝေဒနာပြက်တာပါ။အဲ့ဒီခံစားမှုခန္ဓာလေးပေါ်လိုက်ပြက်လိုက်နဲ့ဖြစ်နေတာကိုတတိကပ်ပြီးသိအောင်စောင့်ကြည့်နေရင်ဝေဒနာနုပတနာပါပဲ ပရိစ္ဆသမုပ္ပါအရာဝေဒနာပေါ်တာကိုမရှုရင်တဏှာကိုကူးပါတယ်။ဒုက္ခဝေဒနာပေါ်တော့နှစ်သက်တဲ့တဏှာဖြစ်စီလူကျင်တဲ့တဏှာဖြစ်စီပေါ်ပါတယ်။ဒုက္ခဝေဒနာပေါ်တော့ပျောက်ခြင်းတဲ့တဏှာပေါ်တယ်။ဥပိ္ပခဝေဒနာပေါ်တော့ဥပိ္ပခဆိုတာဩဒိဋ္ဌာနဲ့ရှင်နာမှု အဝိဇ္ဇာပေါ်ပါတယ်။ဒါကြောင့်ဝေဒနာအစစ်မှရှုနိုင်ရင်ရှု မမီလိုက်ရင် တဏှာကိုရောက်ချိန်မှာတဏှာကိုဖြစ်ပျက်ရှုပါဥဒိစ္စကိုရောက်ချိန်ဖြစ်ပျက်ရှုပါ မရှုလိုက်မရင်ပရိစ္ဆသမုပ္ပတ်ဆက်သွားပြီးဇာတိပရိသတ်နေအသစ်တွေဖြစ်အောင် အကျိုးပေးတော့မှာပါတဏှာကိုဖြစ်ပျက်ရှုရင်တော့ဝေဒနာနုပတနာတော့မဖြစ်တော့ပါဘူးတဏှာစိတ်ဆိုတော့စိတ်တာနုပတနာပါတဏှာစိတ်ကို ကာမဆန္ဒတွေပိတ်ဖို့နေမှုလို့သဘောထားပြီးရှုရင် ဓမ္မနုပတနာဖြစ်သွားတာပါ။ဒေနီးနဲ့ပဲရှုရှုပါ။ဖြစ်လာတဲ့သင်္ခါရတရားတွေကို ရှုနေရင်ဝိပဿနာဖြစ်ပါတယ်။သေကံနီးမှာ နောင်တရတယ်၊ကြောက်တယ်၊ဝမ်းနည်းတယ်၊စိတ်မချဘူး။နာကျင်ကြိုက်ခဲနေတာကိုမနှိမ့်မြုပ်ဘူးစတဲ့စိတ်ခံစားချက်တိုင်းဟာဒေါမနတဝေဒနာပါစိတ်အနေနဲ့ပြောရရင်ဒေါသစိတ်ပေါ့ဣတိဝုတ်ပါဠိတော့ ဧကကနိပတ်ပရုဋ္ဌစိတ်တသုံးမှာဒေါသစိတ်ဖြစ်နေတုံးသိရင်အထုပ်အပိုးကိုအောင့်ပြစ်ချလိုက်တယ်လို့ငရဲကိုမလွှဲကြတယ်လို့ဘုရားရှင်ကဟောထားပါဗျ။စိတ်ကိုဒေါသကဖျက်ဆီးလိုက်တဲ့အတွက်ပါတဲ့။ဒါကြောင့်တေဂန်နီးပေါ်တဲ့ဒေါသတိုင်းကို အရှုခံတရားဖြစ်အောင်ဖြစ်ပျက်ရှုပြီးငရဲကိုဖျက်ဆီးပစ်ဖို့မြတ်တာကြီးစွာနဲ့အထူးတတိပေးပါရစေ။ သူတော်ကောင်းတို့အနေနဲ့ဝေဒနာကြောအောင်ရှုနိုင်ပြီလားဝေဒနာချုပ်အောင်ရှုရပြီလားဆိုတဲ့စကားမျိုးရံဖန်ရံခါကြားဘူးဖတ်ဖူးကြပါလိမ့်မယ်ဒါဟာရိတ်တာသွားသူတွေပြောလို့ရှိတဲ့စကားပါဒီသူကတော့ဘယ်ရိတ်တာကနင်းနေရှုတာဘယ်ဆရာနင်းနေကျင့်တာဝေဒနာတွေမဖြစ်တော့ဘူးတို့ဝေဒနာတွေပျောက်သွားတယ်ဝေဒနာတွေကြော်သွားတယ်ဝေဒနာတွေချုပ်သွားတယ်တို့ ေဒနာကိုအပြုတ်တိုက်လိုက်နိုင်တယ်လို့သိပြောတတ်ကြပါတယ်။ဝေဒနာတို့တင်ညာတို့ဆိုတာဘယ်တော့မှမပြောက်ပါဘူး။မချုပ်ပါဘူး။ချုပ်တယ်လို့ပြောလာသူဟာလူကြွားသက်သက်ပါ၊မုဒါဝါဒီပါ။တန်တရာမှာကျင်လည်နေရတဲ့တလျှောက်လုံးပြိဋိဘံမပြုဘဲနဲ့ဝေဒနာတွေတင်ညာတွေချုပ်ဖို့ဆိုတာတဏီပဲရှိပါတယ်။အဲ့ဒါကတော့ និရောဓသမဘတ်ဝင်စားသောပုဂ္ဂိုလ်အားတင်ညာသည်၎င်းဝေဒနာသည်၎င်းချုပ်ဤလိုအင်ကုန်တရနိကာယနဝကနိပတ်တတဝါတဝက်အနုပုပ္ပနိရောဓသုံးနေအင်ကုန်တရနိကာယနဝကနိပတ်ခေမဝက်အနုပုပ္ပနိရောဓသုတ်တွေမှာဖះရှင်ကဟောထားပါတယ်အဲ့ဒီလိုနိရောဓသမဘတ်ဝင်စားနေတဲ့တစ်ချိန်မှာ ဝေဒနာချုပ်ပါတယ်ဝေဒနာကိုလက်စတုံးပြောက်သွားအောင်ရှုလို့မရပါဘူးပေါ်လာတဲ့ဝေဒနာပေါ်မှာငါမခံစားရလိမ့်ချင်းသူမဖြစ်ရလိမ့်ချင်းငါနာကျင်ရလိမ့်ချင်းလို့အဆွေးထားရင်ဒေါမနတလည်းဖြစ်မယ်အတ္တဒိဋ္ဌိလည်းဖြစ်ပါမယ်အနတ္တလက္ခဏာတုံးမှာဖျားရှင်ကဝေဒနာခန္ဓာသည် အနတ္တအစိုးမယကိုပိုင်မဟုတ်လို့ခေါင်းစဉ်တက်ပြီး အခုလိုဟောပါတယ်ယဟန်တို့ဝေဒနာသည်အတ္တမဟုတ်ဝေဒနာသည်အတ္တကိုယ်ပိုင်ဖြစ်냐အံ့ဤဝေဒနာသည်နာကျင်ခြင်းကမဖြစ်ရာငါဤဝေဒနာသည်ဤသို့ဖြစ်စေငါဤဝေဒနာသည်ဤသို့မဖြစ်စေလင်ဟုဝေဒနာ၌တောင်းတမှုစီခိုင်းမှုကိုရရာဤလက်တွေ့၌မူကားဝေဒနာသည်အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းကဖြစ်၏ငါဤဝေဒနာသည်ဤသို့ဖြစ်စေငါဤဝေဒနာသည်ဤသို့မဖြစ်စေလင်းဟုဝေဒနာ၌တောင်းတမှုစိတ်ခိုင်းမှုကိုမရနိုင်ပေဆိုပြီးဖျားရှင်ကဖျားဖြစ်ခါစတရားဦးဟောကလေးကူကဝေဒနာကိုမလိုချင်တဲ့အတိုင်းဖြစ်မလာအောင်လိုချင်တဲ့အတိုင်းဖြစ်လာအောင်စိတ်ခိုင်းလို့မရဘူးလို့ဟောထားပြီးသားပါ ဟောထားပါရဲ့နဲ့ဝေဒနာကိုမဖြစ်တော့အောင်ရှုနိုင်နဲ့အပြုတ်တိုက်နိုင်နဲ့ဆိုတာဖះဟောကိုစန့်ကျင်နေတာပါပဲအာရမဝါဒီတွေရဲ့သာသနာဖြစ်မှုပါခန္ဓာရရင်ပတာရ6ပါးရပါတယ်ပတာရရရင်ဖတ်တာပေါ်ပါတယ်ဖတ်တာရှိရင်ဝေဒနာရှိဟုရှိပါတယ်ပေါ်လာတဲ့ဝေဒနာကို ကောင်းကောင်းဆူဆူပေါ်ပြီးပြက်ပေါ်ပြီးပြက်ဖြစ်ပြီးပြက် ဖြစ်ပြီးပြက်မှန်သိနေအောင်တတိမလစ်ပဲစိုက်ကြည့်နေရင်ဝေဒနာဖြစ်ပျက်တွေပဲဆက်ခါဆက်ခါမြင်နေမှာပါမြင်နေတာကဝိပဿနာဉာဏ်မှာတစ္ဆာနဲ့ပြောရရင်မေဃတစ္ဆာပေါ့ဝိပဿနာဉာဏ်ပေါ်နေတဲ့အခိုက်မှာဒေါမနတာဆိုတဲ့စိတ်နှလုံးမตายခြင်းမဖြစ်တော့ပါဘူးဖះရှင်က စိတ်ဟာတစ်ချိန်မှာတစ်ခုတည်းပို့ပြီးတပြိုင်နဲ့ပို့လို့မရဘူးလို့ဟောပြီးသားမို့ ဝေဒနာကိုဖြစ်ပျက်တွေ့ကြီးမြင်အောင်တတိကပ်ပြီးအင်တိုက်အားတိုက်ရှုနိုင်လေစိတ်ဆင်းရဲရခြင်းဆိုတဲ့ဒေါမနတစိတ်တွေငါခံစားရလေခြင်းဆိုတဲ့အတ္တဒိဋ္ဌိတွေဝင်မတိုးနိုင်မဲဒုက္ခဝေဒနာရဲ့နှိမ့်ဆက်မှုကိုမခံရမှာပါအဲ့ဒီနည်းနဲ့ပဲဝေဒနာကိုအနိုင်ယူလို့ရပါမယ်အဲ့ဒီနည်းမဟုတ်ရင်ဖះပြောသလိုနိရောဓသမာပတ်ဝင်စားနေမှရမှာပါ နိရောဓသမာပန်ဆိုတာပုထုဇဉ်မပြောနဲ့သောတာပန်တဂရဂန်တောင်မရနိုင်တဲ့သမာပတ်ပါဒါကြောင့်ဒေါမနတဝေဒနာတွေဒုက္ခဝေဒနာတွေပေါ်လာရင် ရှုထအောင်လေ့ကျင့်ထားပါတေကန်နီးမှာအများစုဟာ အဆိုးဝေဒနာတွေဖြစ်စည်းနှိမ့်ဆက်တာခံရတတ်လို့ပါဒီတော့နာကျင်တဲ့ဒုက္ခဝေဒနာပေါ်လာရင်တချို့ကစိတ်ထဲကနာရယ်နာရယ်လို့ရည်ရွနေပါတယ် ဒါမျိုးလုပ်နေတာကို သူတို့ကဝိပဿနာလို့ထင်မှားနေပါတယ်။ငကူကလေးကနာနေပါတယ်ဆိုမှနာရဲနာရဲလို့စိတ်ထဲကလိုက်ရွနေရတော့ညာတပရိညာမရှိတဲ့သူဟာကြာတဲ့အခါတပူပေါ်နှစ်ပူဆင့်ပြီးစိတ်ပူဆင်းရဲလာတာပါပဲ။နာရာကိုနာရဲလို့လိုက်ရွနေရမှာမဟုတ်ပါဘူး။နာရဲဆိုတဲ့ဒုက္ခဝေဒနာစိတ်တိတ်လေးဖြစ်လာလိုက်ပြက်သွားလိုက်နဲ့ နှိမ့်ဆက်နေတဲ့သင်္ခါရသဘောကိုမမြဲမှန်းသိအောင်စောင့်ကြည့်နေရမှာပါ။နာရင်းဆိုတာဒုက္ခဝေဒနာ တနည်းပြောရရင်နန္တရားငါနာရာမဟုတ်ဘူးငါလည်းမဟုတ်ဘူးဟုတ်ရအောင်လဲငါဆိုတာမရှိဘူးနန္တရားဖြစ်နန္တရားပြက်လို့ပဲ အချိန်ကြိုက်ဉာဏ်ကမြင်နေရမယ်ဒါမှမဟုတ်ဝေဒနာဖြစ်ဝေဒနာပြဲလို့ပေါ်လာတိုင်းသိနေရမယ်ကောင်းတဲ့ခံစားမှု ပါဠိလိုပြောရရင်ဒုက္ခဝေဒနာပေါ်လာရင်လေဝေဒနာဖြစ်ဝေဒနာပြဲလို့ပေါ်လာတိုင်းသိနေရမယ်။ဉာဏ်ထက်တဲ့သူတွေကဥပိ္ပခဝေဒနာပေါ်လာရင်လေဝေဒနာဖြစ်ဝေဒနာပြဲလို့ပေါ်တိုင်းသိနေတတ်ကြတယ်။ဝေဒနာပေါ်လာပြီးပြတ်သွားတာကို အချိန်ကြိုက်ပြတ်သွားမှန်းသိနေတာကသာဝေဒနာနုပတနာပါ။နာအောင်ကျင်းအောင်ထုံအောင်လှုပ်ယူတာအချိန်ဆောင်ယူတာ တရားရှာတာမဟုတ်ပါဘူးဒုက္ခရှာတာပါဒုက္ခငြိမ်းစေတဲ့ဝိပဿနာတရားမဟုတ်ပါဘူးဒုက္ခပွားစေတန်ត្រာနစ်မုန်းစေတဲ့ဒိဋ္ဌိတက္ကရုံတွေရဲ့အာရမတရားပါတချို့တရားပြဆရာဆိုသူတွေကညောင်းညာကြိုက်ခဲထုံကျင်တဲ့ကာယိကဒုက္ခဝေဒနာတွေမပေါ်ပေါ်အောင် အကြကြီးထိုင်ခိုင်းပါတယ်မလှုပ်ရမပြင်းရဆိုပြီးမချိမဆန့်ထိုင်ခိုင်းပါတယ် မြတ်စွာဘုရားရှင်ပိဋကသုံးပုံထဲမှာဘယ်နေရာမှာမှဟောမသွားတဲ့နည်းတွေပါအဲ့ဒီလိုဒုက္ခဝေဒနာတွေပေါ်လာမှဝေဒနာတွေကိုစိတ်ဖြစ်မခံစားပဲဥပေက္ခပြုပြီး အသက်ရှူတန်ပြင်းပြင်းကြီးနဲ့တရှူရှူတရှဲရှဲအတန်အကျယ်ကြီးမြည်အောင်လုပ်ယူပြီးတရားမှတ်ခိုင်းတာတွေဟာဓမ္မစက်ကြာဒေသနာကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်နေတဲ့အာရမဝါဒတွေပါဒုက္ခဝေဒနာတွေဖြစ်တဲ့ နာကျင်ကျင်ရင်းတွေကိုသင်္ခါရလို့ယူဆပြီးအဲ့ဒီသင်္ခါရတွေကိုနှလုံးမသွင်းမဲဥပိ္ပခာပြုခြင်းကနေသင်္ခါရုပိ္ပခာဉဏ်တွေဂေါတရပူဉဏ်တွေအရိယမေဖို့တွေရတယ်လို့သင်ကြားဟောပြောမှုတွေဟာဝိပဿနာဉာဏ်စဉ်၁၀ပါးကို တလွဲအ ਨੇ တိတ်ပေတွေဖွင့်ပြီးဉာဏ်စဉ်တွေကို ကလေးကလာအစင်းလောက်ရောက်သွားစေတဲ့အသင်အပြောတွေပါဒီလိုသင်နေဟောနေတာတွေဟာ အမားတွေမှန် သင်းကျူကိုးပိုင်းကိုတေချာနားလေတဲ့ကိုရင်လေးတွေတောင်တည်ကြပါတယ်။အပိဓမာခုနှစ်ကျန်းလုံးချိန်ညက်နေဖို့တောင်မလိုပါဘူး။သင်းကျူကိုးပိုင်းတက်တဲ့တာမဏိတွေတောင်တည်ကြပါတယ်။တကယ်တော့သင်္ခါရူပိခာညံဆိုတာမဲ့ညံနာကတ်နေပါပြီ။ခြေချိတ်ထိုင်ထားတဲ့ဣရိယာပုဂ္ဂိုလ်၂နာရီ၃နာရီပုံမပြောင်းမဲထိုင်နိုင်ရုံနဲ့ဝေဒနာကုန်သွားပြီ။တဏှာလောဘကုန်သွားပြီလို့သတ်မှတ်ပြီးနေတဲ့ဆရာတွေ အောင်မြင်ပြန့်ပွားလာတာနဲ့အမျှတာသနာတို့ဆုတ်ယုတ်ကြရှုံးလာတာပါပဲတဏှာတို့လောဘတို့ဆိုတာအရဟတမေဆိုင်မှာကုန်တာပါအနာဂံအရိယာတောင်ဘဝနိကန္တိကတဏှာရှိပါသေးတယ်အခုတော့၃နာရီလုံးလုံးမလုံမရှက်ခြေချိတ်ထိုင်နေတာကိုရဟန္တာဖြစ်တယ်လို့သတ်မှတ်ပြီးနေတာအင်မတန်ဝမ်းနည်းဖို့ကောင်းပါတယ်အဲ့ဒီအမားတွေကိုသွားစိုးရကတက်တော့လေဦးစင်းက အဲ့ဒီလိုထိုင်နိုင်သူကိုရဟန္တာဖြစ်တယ်လို့မတတ်မှတ်ပေးပါဘူးလို့ပဲညင်းမာပါပဲသို့တော့တဏကုံလောဘကုံသွားပြီလို့သတ်မှတ်ပြီးကလေးကရဟန္တာလို့မပြောပါဘူးဆိုတော့လေဒီအတိတ်ပဲပါပဲဒါကြောင့်ဝိပဿနာအကျင့်ဆိုတာဟာနိလမ်းမှန်မှတန်တရာကလွတ်မှာပါဖះဟောတဲ့အတိုင်းနိမန်ကိုရှုပွားရင်ကြာလာတော့အမြဲရှုပွားနေတဲ့ရဟန်းဟာ ဝေဒနာအပေါင်းတည်သာလျင်ရှိသည်ဟုထိုယဟန်အားတတိတိရှိရှုထင်လာ၏ဆိုတဲ့မြမပြန်အ ਨੇ ကဖြစ်ဖြက်တွေတပွားပွားမြင်လာတဲ့ယောဂီဟာတကယ်တော့ဝေဒနာဆိုတဲ့နံခန္ဓာတွေသာဖြစ်နေပြက်နေတာပဲငါသူယောက်ျားမိန်းမမှမရှိတာလို့မြင်လာနားလည်လာတာကိုပြောတာပါဒါဟာဝေဒနာဆိုတဲ့နံခန္ဓာပေါ်ပြီး နံခန္ဓာပြက်သွားတာပဲဒါဟာနံခန္ဓာဖြစ်နံခန္ဓာပြက်တာပဲငါမဟုတ်သူမဟုတ်ငါဥစ္စာမဟုတ်သူဥစ္စာလည်းမဟုတ်ပေါ်လာတဲ့နံခန္ဓာသည်ငါမဟုတ်ဆိုတော့နံကိုငါဆွဲတဲ့ဒိဋ္ဌိအယူမဖြစ်တော့ပါဘူးဖြစ်ပြီးပြက်နေတဲ့တရားမို့နှစ်သက်เสียလည်းမရှိလို့တဏှာလည်းမဖြစ်တော့ပါဘူးတဏှာမှမပေါ်ရင်ဆွဲလန်းเสียလည်းမရှိလို့ဥပါဒဏ်လည်းမဖြစ်တော့ပါဘူး ဥပါဒံမဖြစ်တဲ့အတွက်အဲ့ဒီလိုမပြတ်ရှုပွားလေးရှိတဲ့ယောဂီဟာအနာဂတ်မှာဒုက္ခသစ္စာဇာတိအတ္တတွေမဖြစ်တော့ဘူးလို့တရားရှင်ကဟောထားတာပါအရိယာဇတ်ကိုရောက်သွားပြီလို့ဟောထားတာပါ သူတော်ကောင်းတို့ရှင်ဒီလောက်ဆိုရင်တရားရှင်ဟောထားတဲ့ဝေဒနာနုပတနာရှုပွားနည်းစစ်စစ်တနည်းအားဖြင့်ခံစားမှုတွေကိုရှုပွားဆင်ခြင်ခြင်းကိုသဘောပေါက်နိုင်ပါပြီမိမိနဲ့တကွာ 26ပုံသားတို့တရားတုတရားရောင်များမှกินဝီပြီးမဉ္ဉံဖူဉံများကြားကြပါစီရှင်။